ဆိုစိတ်ရတတ်ကြဖြစ်တာကျွန်တော်တို့ကိုရီးယားမှာဘူဆန်မှာအဲ့ဒီကြောက်ကပါအစွန်ရှိတာပေါ့လေအိတ်ပန်းချန်ကြီးအခုတော့ပန်းချန်လုတ်လိုက်တာပေါ့စစ်တပ်ကတိတ်ကြီးယူလိုက်ပြီးတော့မှအဲ့ဒါယူကျွန်တော်တို့တဘာဝဘေးမဲ့ဥယျာဉ်လိုမျိုးကြီးလုတ်လိုက်ပြီးတော့မှအဲ့ဒီမှာဆိုရင်သူကဘာရုပ်ထားထားပေးလဲဆိုတော့အဲ့ကျွန်တော်တို့ဒီလိုကြောက်ကဘာကိုပင်လိုက်အောက်မှာပင်လိုက်ပြီးပေါ့လေဝေးအဲ့ကြောက်ကဘာကိုနိုင်ရန်ဒီလိုမှန်နိုင်ဒီလိုဒီလိုဟာရဲ့ဒီအမြင့်ကြီးနဲ့ကာထားလိုက်တယ်အဲ့ဒီနေရာမှာ အမေကခလေးလေးကိုတို့လို့ပွေပြီးတော့မှတို့လို့ note တိုက်ထားတဲ့ပုံရုပ်တုကိုအကြီးကြီးပဲထုတ်ပြီးတော့မှထားထားတယ် အဲ့နဲ့ကျမမေးတယ်ကျမတို့ live ပို့တဲ့အဲ့ဒီကိုရီးယားကိုကျမမေးတယ်အဲ့တော့ဘာဖြစ်လို့လဲဘာဖြစ်လို့အဲ့လိုထထားရလဲဆိုဒီနေရာမှာအရန်ဆူဆိုင်လောက်တာတဲ့ဟုတ်အရင်တော့ဟာတဲ့ဒီကြောက်ကဘာဒီကြောက်တောင်ဒီတောင်ပေါ်ကနေလာလာတက်ပြီးတော့မှဟိုပင်လေတဲ့ခေါကုံချပြီးမှဆူဆိုင်လောက်တာပေါ့လေအဲ့တော့အခုဆူဆိုင်မလောက်တော့အောင်လို့မလို့ဒီလိုမျိုးတွေအကာရန်အတားဆီးတွေလောက်ထားလိုက်ပြီးတော့မှဒီမွေးဖွားခြင်းကိုတတိယအောင်လို့မလို့တဲ့တည်ဆုံးခြင်းကိုလွယ်လွယ်ကူကူနဲ့မလောက်လိုက်ဖြစ်နေမွေးဖွားခြင်းကိုပြန်ပြီးအမှတ်ရအောင်လို့မလို့ဒီအမေကကလေးကိုနှုတ်တိုက်နေတဲ့ပုံထထားတာတဲ့ဆိုတော့အိုးဟုတ်တာပဲဆိုတော့ကျွန်တော်တို့ဘာဖြစ်လို့လူလောကကြီးကိုလဲ ွယ်လွယ်ကူကူနဲ့အရှုံးပေးကြရဲဆိုအဲ့ခုနပြောတဲ့စိတ်တွေပေါ့စိတ်ဆိုတာလေကိုယ့်ဟောက်ကို healing မလုပ်တာရောပတ်ဝန်းကျင်ရဲ့ healing မရတာပေါ့နော်စိတ်ဆိုတာပြန်ပြီးတော့မှ healing လုပ်ပြရတယ်ဒါကြောင့်မလို့လေတယောက်တည်းအနေကြတဲ့သူတွေသိလားရောက်တဲ့အနေများတဲ့သူတွေဆိုရင်လေစိတ်တွေကအများကြီးစဉ်းစားတာပေါ့နော်အများကြီးစဉ်းစားတော့လူရဲ့သဘောမနှောင်းရလဲကောင်းတဲ့အာယုံနောက်ကိုလှုပ်တယ်ဆိုကောင်းတဲ့ဟာဖြစ်တယ်မကောင်းတဲ့အာယုံနောက်ဆိုမကောင်းတဲ့ဟာမကောင်းတာပို့ပြီးတော့မှကြီးဆိုးတာများတယ်ဒါကြောင့်မလို့ကိုကလေတမအဓိကတော့ တမာဒီအားအရင်ရှိဖို့တမာဒီအားပေါ့နော်တမာဒီအားရှိရဆိုစဉ်းစားစဉ်းကျင်ဉာဏ်ဒီရောက်လာမှာပေါ့နော်အဲ့တော့စဉ်းကျင်ဉာဏ်ဒီဖြစ်ဖို့အတွက်ကိုတမာဒီအားရအောင်လို့ဒါကျွန်တော်တို့တက်ဆိုင်ရာဖျားစကားအစိုးမအနေနဲ့နေထိုင်ရတာပေါ့ဟိုဆိုတဲ့ခါကျကျွန်မဆိုဒါကြောင့်မလို့လေ အမြင်နဲ့တရဏဂုံတည်ပြီးတော့မှနေတယ်အမြင်နဲ့ဟိုဘာပြီးရင်ဘာဆိုတဲ့ဟာကို used to ဖြစ်အောင်အမြင်နဲ့နေတယ်အဲ့ရမနဲ့မုန်းလင်းပြီးပြီဆိုတော့လည်းကျွန်မကျွန်မခုနရွတ်ရမယ့်ဟာရွတ်ပြီးဆိုတော့လည်းကျွန်မလက်ထဲပတိတိုင်းရောက်သွားပြီးပြီကျွန်မချက်ချင်းကျွန်မ used to ဖြစ်တာပေါ့နော်ဆိုတော့ကျွန်မစကားတွေပြောလဲစကားရက်လိုက်တာနဲ့ကျွန်မချက်ချင်း used to ရွတ်ရွတ်ပြီးသားဖြစ်တာပေါ့လေအဲ့လိုမျိုးဖြစ်ပြီးတော့မှအဲ့လိုမျိုးနေရတယ်ဆိုတော့ ခုနလိုပေါ့တည်ဆုံးခြင်းဆိုတာကမနေ့ကံဆိုတာအရန်ဝေးတယ်လေနော်ဝေးတော့လက်မဆန့်မီဆန့်တော့လက်မကွေးမီမနေ့ပြန်ဆိုတာအရန်ဝေးတယ်ဘယ်ချိန်တည်မလဲမသိဘူးကျမမန်နေဂျာဆုံးသွားတော့ဆိုည7နာရီခွဲဒီကနေပျော့ပျော့ရှင်းရှင်းစားတော့ပျော့ပျော့ဆိုဆိုရီမောမောနဲ့ပြန်သွားရည7နာရီခွဲမနေ့မိုးလင်းကျမအဲ့ရ17နာရီလဲကြလဲကြနိုးလဲနိုးညတော့သူဆုံးသွားပြီလေဆိုတော့ကျမမှာလုံးဝလေး amazing တိလာအဲ့လိုမျိုးပေါ့ကျမတငယ်ချင်းပဲကျမမန်နေဂျာရွယ်တူပဲလေနော်ဆိုတဲ့ခါကျတော့အဲ့လိုမျိုးပေါ့လုံးဝအကောင့်တိုင်းကနေပဲတည်သွားတာလေနော်ဆိုတော့ တခါလေးကြောင့်လည်းစဉ်းစားပါတယ်အဲ့လိုတည်ဆုံးခြင်းကလည်းတခါတလေတော့လည်းကောင်းတယ်လို့ဘာဖြစ်လို့လဲဆိုတော့သူများကိုကြောင့်ကိရိကထမဖြစ်ဘူးပေါ့သူများကိုရဲ့ဒုက္ခလူမှုဒုက္ခတွေလည်းမခံစားရဘူးပေါ့နော်ငွေကြီးရောပေါ့နောက်တစ်ခါလူမှုဒုက္ခဂျန်တဲ့လူမှုဒုက္ခတွေလည်းမခံစားရဘူးပေါ့ဂျန်ရိုက်ခဲ့တဲ့သူတွေကတော့ဝမ်းနဲ့ပူဆွေးတာပေါ့လေနော်ဆိုတော့လူမှုဒုက္ခတွေမခံစားရဘူးနောက်တစ်ခါသူများရဲ့ညုံညင်မှုတွေမခံစားရဘူးဒီလူမမာဆိုတဲ့ညုံညင်မှုတွေမခံစားရဘူးဆိုတော့တခါတလေကျကျွန်မလည်းအဲ့လိုတည်ဆုံးခြင်းကိုကြိုက်တယ်ဒီလိုအဲ့လိုမျိုးပဲတည်စင်းတယ်ဆိုတော့လေဒါကြောင့်မလို့ ကြိုက်တဲ့အဲ့တော့တချို့ကလည်းပြောတာပေါ့နော်အဲ့လိုမျိုးခောက်ခနဲတည်သွားတာလည်းမကောင်းဘူးဘာမှအတိမရှိလိုက်ပဲနဲ့တည်သွားရတဲ့ဆိုတဲ့ဟာမျိုးမကောင်းဘူးပေါ့နော်တန်တရာအတွက်မကောင်းဘူးဘာဖြစ်ဆိုတရားအတိတွေမရောက်လိုက်ဖ ೇನೆ တည်ရဲဆိုမဟုတ်ဖ ೇನೆ အဲ့ရတယ်လဲပြီးတည်ရင်လည်းတရားအတိကရောက်ချင်မှရောက်မှာကျွန်မတွေးတာလေတရားအတိဘာဖြစ်ဆိုဝေဒနာဖြစ်ပြီဆိုတော့ဒီဝေဒနာမှာဖြစ်ပြီးဖျားတရားလဲကျွန်မတို့တခုခုနေမကောင်းဖြစ်နေတော့မှဖျားတရားအာယုံမပြုတ်နိုင်ဘူးလေနော်ဝေဒနာအရန်ညံရင်မြင့်တဲ့သူမှသာရေလုံနိုင်တဲ့ကိစ္စတွေဆိုတော့လေ ဆိုတော့အဲ့လိုဖြိုးခနဲ့ဖြက်ခနဲ့တည်သွားရတာပဲကျွန်မတို့ကကြိုက်တယ်ဒါကြောင့်မလို့တည်သွားရင်လေကို့အာယုံမှာဒါကြီးကက်ညိအောင်ဖြောင်းလို့အခုနေရာ practice လုပ်ထားတာပေါ့ practice make perfect လीเนาะဆိုတော့ practice လုပ်ထားတော့အမြင်နဲ့ used to ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့ဖြစ်ကို့မှာကတ်ထားပြီးသားပေါ့เนาะဒီအတိတတိကတ်ထားပြီးသားဆိုတော့နောက်ဆိုရင်ပို့ပြီးအစင်းမြဝိပဿနာတွေကျွန်တော်တို့လုပ်ရမှာပေါ့เนาะအဓိကတော့ဝိပဿနာလုပ်ရမှာပေါ့လေအဲဖြစ်နိုင်ဝိပဿနာလုပ်ရမှာပေါ့ဆိုတော့အဲဒါဟာလေ ဒါနရင်တီလရင်နဲ့တီဆောက်ပြီးတော့မှခုနဘာဝနာစီကိုရောက်ပါလေနော်အဲ့တော့ဒါနတွေတီလတွေအရင်ဖြည့်ပြီးတော့မှဘာဝနာစီကိုရောက်အောင်မှာဘာဝနာကတော့အမြင့်ဆုံးဖြစ်သွားပြီပေါ့ခုနလိုနိဗ္ဗာန်ရောက်ကြအောင်လဲဘာဝနာအားထုတ်မှဒါနနဲ့လည်းမရောက်ဘူးတီလနဲ့လည်းမရောက်ဘူးဘာဝနာပါရောမှနိဗ္ဗာန်ရောက်ကြောင်းညာဖြစ်မှာနော်အဲ့တော့အဓိကတော့ဘာဝနာကိုအားထုတ်အောင်မှာပေါ့လေကျမတို့ကတော့အဲ့လောက်ထိချီတီမီမီမလုပ်နိုင်သေးဘူးအခုကတော့တီလနဲ့တမာတိနဲ့ခုနကဒါနတီလတမာတိလောက်ပဲသွားနိုင်သေးတယ်ပေါ့ဘာဝနာအဆင့်ထိကိုပေါ့ပေါ့မျောမျောဖြစ်အောင်ခုနတရားထုတရားမြင့်ရအောင်ဆိုတာအဲ့ဒါ နဲ့သွားအောင်ပါဗောနော်အဲ့တော့မနက်ဖြန်ဆိုတာရမ်းဝေးတယ်ကျွန်မကတော့တည်တယ်ဆိုရင်ကျွန်မကတော့ခောက်နေပဲတည်သွားချင်တယ်ပြီးတော့နော်ကျွန်မကလေညဉ့်ညင်ရမယ့်ဟာမျိုးတွေကျွန်မမကြိုက်ဘူးသိလားဆိုတော့ မနေ့ကဆိုတာအရန်ဝေးရဒါကြောင့်မလို့ရှင်တန်စင်ကာလမှာအမုန်းတရားတွေမရှိနဲ့သူများကိုအရန်ကြီးအဲခုနလိုကိုယ်ဝေဒနာကိုနဲ့ကိုကိုစီမှာအကုသိုလ်စိတ်တွေအဲ့လိုမျိုးကြီးတွေမဖြစ်နဲ့နော်အာခုနလိုယုံရင်ကျန်းတိုင်းတွေမဖြစ်နဲ့နော်အဲကျွန်တော်တို့ကဟိုမတ်ဖို့နေဘန်ကိုရက်တူတူနဲ့ရောက်ဖို့တွေပါတယ်ဆိုတာအရန်ဝေးပါတယ်နောက်ဘုရားလူပြန်ဖြစ်ဖို့တော့မနေစူးစမ်းရမှာနော်ဆိုတဲ့ခါကျတော့တာဝရိန်သားတွေပါတယ်ဆိုတော့လည်းအရန်ဝေးပါတယ်ဟုတ်တယ်လားအဲ့တော့အောက်ပေါက်ပိတ်အောင်ရင်စူးစမ်းရမှာ နော်အောက်ပေါက်ပိတ်အောင်ယဉ်ကျိုးစားအောင်အောက်ကိုမရအောင်ယဉ်ကျိုးစားအောင်ဒီရှိနေတဲ့ဘဝအတိုင်းပဲဖြစ်အောင်လူဘဝနေလူဘဝကိုပြန်ဖြစ်အောင်ကျွန်တော်တို့ကမနေကျိုးစားအောင်နော်မက်ဖို့နေပြန်ရက်တူတူနဲ့ရောက်အောင်ပါလို့ဤဆိုဖះဥကုံးချနေလဲရောက်ချင်မှရောက်တာရောက်ရောက်မှာမဟုတ်ဘူးဟုတ်တယ်လားအဲ့တော့အတွင်းစိတ်ကိုအရင်ပြင်ရမှာပေါ့အဲ့တော့အတွင်းစိတ်ကိုပြင်ပြင်ပြီးသွားရင် နောက်ကနေပြီးတော့မှကံညာခုနကဝရိယအားရနေဒါစိုက်ထုတ်ပြီးတော့မှကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဘဝလမ်းကြောင်းသွားမဲ့လမ်းကြောင်းကိုကောက်ကိုပြင်ဆင်ရတာအဲ့တော့နေ့တေတီညတေတီကြိုက်တဲ့ချိန်တေး ီးတည်ခြင်းတဲ့အချိန်တည်ဆိုတဲ့ဟာမျိုးအထိကိုပြင်ဆင်ထားရမှာเนาะ တရားအသိနဲ့ပေါ့လေဆိုတော့တခါလေးကြာလေအဲ့ဒါတွေစဉ်းစားမိလို့ရှင်ဘာမှလုလဲမလုချင်တော့ဘူးဘာလုတယ်မှလည်းမလုချင်တော့ဘောင်းပေါ့လေမဖြစ်ချင်တော့အဲ့လိုတွေလည်းဖြစ်တယ်နော်တခါလေးကြာလေအနံ့လေးပြန်ပြန်ဖတ်ရတာပေါ့အော်အေးမဖြစ်သေးပါဘူးဟဲ့လူဘွားရှင်တန်စင်လေးဆိုတော့ပြောစရာရှိရလဲပြောရအောင်မယ်နော်ပြောစရာရှိရလဲပြောရအောင်ပါပဲဆိုပြီးတော့မှမစ္စီမာပြိပဒါပေါ့လေနော်မြတ်စွာဘုရားဟောခဲ့တယ်လို့အရန်ကြီးပဲတရားဘက်ကိုအရန်ကြီးပေါက်မြောက်သွားရင်လေကျွန်တော်တို့ကစံပယ်ပြီးဂရုံတုံးပြီးတော့မှသီလရှင်ဝတ်ပြီးတော့မှတရားအထုတ်ဖို့ပဲရှိရောအဲ့လောက်ထိမစွမ်းနိုင်တဲ့အချိန်ကြရင်တော့ဒီဘက်ကပြန်ပြီးမစ္စီမ မှာပြိပရာပေါ့နော်ကိုကကို healing လေးပြန်လို့အပျော်လေးလည်းရှိတရားလေးလည်းမမေ့နဲ့ပေါ့နော်အဲ့လိုလေးပြန်နေရတာပေါ့လေအဲ့ဒါမှပဲအဲညံ့ညတာတာဖြစ်မှာပေါ့အဲ့လိုလေးအဲ့လိုလေးနော်ကဲကံရချက်စီရလေးဒါလေးဘလောက်တယ်လဲ26တင်းကို23မှာ23တင်း26တင်းကို23တင်းငါတော့30တွေပဲမြင်တာဟိ55อืม 那啥草等我，那三年同等马，那啥草等我，那三年同等马，那三年,年草等。 26သိန်းကို23သိန်းမှာ26သိန်းကို23သိန်းမှာဒါလေးက26သိန်း26သိန်းကို23သိန်း26သိန်းကို23သိန်းဒီမှာဒါလေးเนาะ26သိန်း26သိန်းကို23သိန်းမှာဒါလေးက26ကို23မှာအဲ့ဒါလေး26ကို23မှာ တရား30ကိုတရား30ကိုတရား30နော်မန်နေနော်ဘဝတန်တရားဟုတ်တယ်တွေ့လားနာစီးနည်းနည်းအေးမအေးလားအေးပါဒီရတော့ဆောင်းတွင်ဟဲ့လို့ပြောလိုက်တာနဲ့လေအေးရှင်ပါအဲ့လိုစီနှာခေါင်းကလေနှာခေါင်းနဲ့ဆောင်းတွင်เนี่ย း connection ကောင်းကောင်းမိတယ်တရားတစ်စင်ကိုတရားတရားနှစ်တရားနှစ်ဒီမှာဒါလေးတရားတစ်စင်ကိုတရားနှစ်ပါတရားတစ်စင်ကိုတရားနှစ်ပါတရားတစ်စင်ကိုတရားနှစ်ပါတရားနေတစ်စင်ပါတရား30ကိုတရားနဲ့နှစ်ပါเนาะတရား30ကိုတရားနဲ့နှစ်ပါကဲပြရကွာပြအောင်။ဘာလေးပြအောင်လဲခင်ရဲဆွဲလက်စုပ်ကလေးလေးတောင်လက်စုပ်ကလေး။ 超生小狗，超生多嘛？你讲生小狗，超生的多。李家小狗，李家小狗，李家的多。李家小狗，李家的多。长李家的长李家的，长你家的长你家的，长你在的长李家的多。长李家，李家的血，李家的血狗，李家的多嘛？ 你真呢识过，你真呢懂嘛？查理啊，你真呢识得嘛？你真呢识得我？你真呢懂得嘛？你真呢识得我？你真呢懂得嘛？你真呢识得我？你真呢懂得嘛？喏 <noise>，有啥呢啊？你真呢识得我？你真呢懂得嘛？ 48သိန်းကို43သိန်းမှာဒါလေးက48သိန်းမှာ43သိန်းမှာ48ကို43 48ကို43ဒီမှာဒါလေး48ကို43မှာ ဒီမှာဒါလေး42 89 43ဒီမှာဒါလေးနော်42 83ပါ43 83ကို42 33ပါ42 83ကို43 33ပါနော်ဒါလေးက42 83ကို42 33ပါ52 83ကို52 33မှာ52 83ကို52 33မှာ52 83မှာ 李子呢？吃甜吗？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 喏，哪里啊？李子呢？东南哪里呢？十三米高。十三米高，多少棵？多少棵？十三米高，多少棵？十三米，哪？十三米，哪棵？ 89ဒီမှာဒါလေးနော်82နှစ်ကို89ဒီမှာဒါလေးနော်82နှစ်ပါ82နှစ်ကို89ခွန်မှာ82နှစ်ကို89ခွန်မှာဒီမှာဒါလေးနော်82နှစ်ပါ82နှစ်ကို89ခွန်မှာ89ခွန်မှာဒီမှာဒါလေးနော် ဒါပါလေဒါနဲ့ကနဲ့ဒါနဲ့ဆက်လေကနဲ့ဆက်လေကနဲ့ကလေးဟိုးစဟိုမရင်းဟုံဆိုသူကြိုက်တယ်ကနဲ့ဒီပါလေဆိုလှတယ်နှက်ခက်ကလေးလဲတောင်ပန်လေးလို့တောင်ပန်လေးလို့လေဒီနှက်ခက်ကလှတယ်ဆန်းနေတယ်နော်နကကလေးနကကလေးလာတယ်ကာနက်ကအခုဒါဝတ်မုံရွှေကြီးမြားကိုဝတ်ထားတယ်ပေါ့နော်ဝတ်မုံရွှေကြီးလေးလေဝတ်မုံရွှေကြီးနာဟိုပါလေမြားကိုလေမြားကိုသူခတ်ပြီးတော့မှဝတ်ထားတာဟိုတနေ့ကပွဲလေးတစ်ခုမှာ တွေ့တယ်လေဘာမှလည်းသူသူသူဟိုကားလာဟိုဟိုရုပ်ရှင် promotion ပွဲမှာတွေ့နေနော်ဆိုတော့လေအဲ့လိုတွေ့လိုက်တယ်ဒီမှာဒါလေးဒီဥစ္စာလေးကဂါနဲ့နှက်ခက်ကလေးက53ကို58 58ဒီမှာဒါလေး